ဆရာနာဒိန်းနာတဲ့လင်းနစ်ကျော်ကာလအတွင်းမြန်မာနိုင်ငံကအလို့သမားတွေရဲ့အခွင့်အရေးတွေကကုန်းကောက်စရာမရှိအောင်ပျောက်ရှားသွားရပြီလို့အလို့သမားတွေနဲ့အလို့သမားရေးဆောင်ရွက်သူတွေကပြောပြကြပါတယ်မြန်မာနိုင်ငံမှာအလို့သမားတွေကိုကာကွယ်ပေးဖို့အတွက်အလို့သမားဥပဒေတွေ BB ဆိုင်ရာအလို့သမားရေးရာဖွဲ့ ILO အဖွဲ့ဝင်ဖြစ်တာကြောင့်ရရှိမဲ့အလို့သမားအခွင့်အရေးပြဋ္ဌာန်းချက်တွေရှိပေမဲ့အာဏာသိမ်းမှုနဲ့အတူဆုံးဆုံးမြုပ်သွားခဲ့ရတာဖြစ်ပါတယ် အရင်ရက်သားဆိုးရလက်ထက်ကတော့ပြဋ္ဌာန်းချက်ဥပဒေတွေအတိုင်းအစိုးရအလုပ်ရှင်အလုပ်သမားသုံးပွင့်ဆိုင်ဖြည့်ရှင်းမှုတွေရှိခဲ့ပေမဲ့လက်ရှိမှာတော့ဒီအခွင့်အရေးပျောက်ဆုံးပြီးအလုပ်သမားတွေလည်းပိုကျက်တဲလာတယ်လို့အလုပ်သမားကြီးလှုပ်ရှားသူတွေကပြောပြကြပါတယ်ကျွန်တော်ကအခုလေးမှမရဘူးဘာမှလည်းလုပ်ရမရဘူးဒီတုံးဝင်ဆိုင်ရန်များကြီးဆိုတာလုံးလုံးပြတ်သွားပြီကျွန်တော်တို့လက်ရှိရှင်တွေကအနောက်ဘက်ဆိုင်နေတော့လက်ရှိနဲ့လုံးသွားနဲ့ချွတ်ချွတ်ဆောင်ရွက်ကြတယ်မရဘူးမရဘူးဆိုရင်ဆန္ဒတွေပြပြီးတော့တိုက်ယူကြတယ် ခင်ဗျားကအမေနဲ့မိဘုံဖြေရမယ်ဆိုရင်လုံမခင်ကြီးကလုံးလုံးရှိတော့ကြားနေတဲ့ခင်ကြီးနည်းနည်းလေးဒီကိုအိအားနဲ့ကိုတိုက်ရင်းကြီးကြားရတယ်ရှိပါအနာဒိမီနောက်ပိုင်းအလုံယုံဆက်ယုံတွေတာမကကုမ္ပဏီလုပ်ငန်းခွင်တွေမှာလုံသမားအခွင့်အရေးဆုံးရှုံးမှုများစွာကိုနေ့စဉ်ကြုံတွေ့နေရပေမဲ့အလုပ်ကိုင်အခွင့်အလမ်းရှားပါးနေတဲ့အချိန်မှာစာဝတ်နေရေးအတွက်ဒီအလုံးပြုတ်သွားမှုကိုပဲစဉ်းစားပြီးနေ့စဉ်ဖြတ်တန်းနေကြရတာဖြစ်ပါတယ် ဒါပေမဲ့သူတို့ရရှိတဲ့လစာကတော့သူတို့ရဲ့စာဝတ်နေရေးအတွက် လောင်းငယုံသာရှိပါတယ်။အစိုးရကတရားဝင်သတ်မှတ်ထားတဲ့ဈေးနှုန်းအရပဲအနေဆုံးလစာ4800နဲ့ထောက်ပံ့ကြေး2000အပါအဝင်စုစုပေါင်းအနေဆုံးလုပ်အားက6800ကျပ်ပဲရရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကထုတ်ပြန်တဲ့ဈေးအရစံကျန်းတပီကိုပဲ2500ကျပ်အထက်ရှိနေချိန်မှာ6800ကျပ်ဆိုတဲ့ပမာဏကအလုပ်သမားတွေရဲ့စာဝတ်နေရေးကျန်းမာရေးတွေအတွက်လောင်းငမှုမရှိလို့ချိုးချံချွေတာရတဲ့ပမာဏဖြစ်ပါတယ် အားလုံးခဏခဏကမဆက်တော့ရဘူးခဏခဏမဆက်တော့ရတယ်ဟိုတော့အစားတော့အစားတော်တော်ကြီးစွတာရပါဗျာအဲစွတာစွတာပါနဲ့တင်းကားကြီးရှိတယ်ဗျာကျွန်တော်ဒီစားမဲ့တမဲ့ဟာမျိုးဘာလဲတော်တော်မှာလည်းသူဒီမတည့်စီဆိုလဲမတရားကြရပါဘူးကြောင့်စစ်တစ်စစ်တောင်ကျွန်တော်ဘုံမနစ်စဉ်စောက်တော့လို့တဲ့သူအမှုရတဲ့ရှော့ဒီ slice ရှော့လို့တော့မှာပေါ့အရင်ကတော့ဟိုးကျွန်တော်အနောက်တိတ်နေပိုင်းတော့ဟိုးမှုကျွန်တော် ဟိုဒီလတစ်ခါဟိုဒီလုံးလုံးကဘူးဆိုတော့ဒီတစ်ပတ်တစ်ခါတော့ပြည်သွားပြီအဒီငိုတော်တော်လေးဆက်ဆက်နေရမှာလို့ရှိရလေအခုကဘုံရမလို့ပေါ့တော်တော်ယူရုံနဲ့ပုံမှန်တော်တော်ယူရုံနဲ့နေရရှိနေပါလောက်ကင်ခွင့်လန်းရှားပါတာအလုသမားအခွင့်အရေးတွေဆုံးရှုံးတာလောက်ခလာစာလုံလောက်မှုမရှိတာအပြင်စစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်လည်း ပြည်တွင်းမှာရှိတဲ့အလုံသမားတွေဟာဒီပားနိုင်ငံတွေကိုထွက်ပြီးအလုံလုံကြတဲ့သူတွေများလာတယ်လို့အလုံသမားရေးဆောင်ရွက်သူတွေကပြောပါတယ်။အရသာအစိုးရလက်ထက်မှာတရားဝင်စင်းအရာရွှေပြောင်းလုံသားဟာ၅သန်းနီးပါးရှိခဲ့ပြီးဒီထဲမှာထိုင်းနိုင်ငံက၃သန်းကျော်ဖြစ်တယ်လို့အလုံသမားဝန်ကြီးဌာနကထုတ်ပြောခဲ့ပါတယ်။ အနာသိမ့်ပြီးတော့ဒီပကိုတရားဝင်ရောတရားမဝင်မှာအလုံးလုံးကင်ဖို့ထွက်ခွာသူများပြားခဲ့ပြီးထိုင်းနိုင်ငံမှာပဲခုနှစ်တန်းနီးပါးကျော်ရှိမယ်လို့ထိုင်းခြေဆိုင်အလုံသမားကြီးဆောင်ရွက်သူတွေကခန့်မှန်းထားကြပါတယ်မြန်မာနဲ့အီလီဂျင်ဖြစ်တဲ့ထိုင်းနိုင်ငံဟာဝင်ထွက်ဖို့အလွယ်ကူဆုံးဖြစ်သလိုအခြေခံလောက်ခလာစာကလည်းအစိုးရတတ်မှတ်ချက်အရမြန်မာနိုင်ငံထက် ပိုများပါတယ်ထိုင်းနိုင်ငံမှာခရိုင်အလိုက်အခြေခံလောက်ခကွာခြားပေမဲ့အနည်းဆုံးဘတ်300ထက်မှရရှိကြတာကိုတွေ့ရပါတယ် ဒီအနေဆုံးဖက်300ဟာလက်ရှိမြန်မာငွေနဲ့ဆိုရင်4000နီးပါးရှိနေပါတယ်။ဒါပေမဲ့ဒီငွေပမာဏကိုထိုင်းရောက်မြန်မာတွေအားလုံးရရှိနေကြတာတော့မဟုတ်ပါဘူး။ဒီဘက်ရောက်ရွှေပြောင်းလုပ်သားတွေမှလည်းအလုသမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအလုရှင်အလုသမားပြဿနာတွေနဲ့လောက်ကလစာအနှိမ်ခံရမှုတွေရှိပေမဲ့သူတို့ရဲ့ပြဿနာတွေကိုမြန်မာတန်ယုံကတာဝန်ယူဖြေရှင်းပေးတာမျိုးမရှိတဲ့အပြင်လိုက်ပါဆောင်ရွက်ပေးသူတွေကိုတော့အနောက်ရှက်ပေးတတ်တယ်လို့အလုသမားရေးဆောင်ရွက်သူတွေကပြောပါတယ်။အရင်ကဝင်နေအရင်က အစိုးရတွေတော့ကကျမတို့ဝင်ခဲ့တယ်အမြဲတမ်းဒါပေမဲ့အခုစစ်အစိုးရဖြစ်ပြီးတဲ့နောက်တစ်ခေါက်ဝင်လိုက်သေးတယ်အဲ့ဒီလူကကျမကိုရန်တွေ့တယ်ခင်ဗျားဘာဖြစ်စီချင်းတလဲသူမေးတယ်ကျမလည်းပြောတယ်သူ့အမှုကအကောင်းဆုံးတရားရဂိုင်းလုံးကြည့်အောင်သူခံစားခွင့်ရသွားရင်ပိုကောင်းတာပေါ့ဥပဒေရှိတဲ့အတိုင်းဆိုခင်ဗျားလည်းအဲ့ဟာမျိုးကလည်းဘယ်သူမှမတော်လုတ်ပေးတယ်လို့ခင်ဗျားမြင်ဘူးတလားဘာညာပြောတယ်အရင်ကတော့ဒီလိုအမှုခင်းတွေဖြစ်လာရင် ကြည်ပမာရောပြည်တွင်းမှာပါတမကအဖွဲ့တွေအလုသမာအစုအဖွဲ့တွေဖွဲ့စည်းထားပြီးအလုရှင်အလုသမာအစိုးရသုံးဖွဲ့ဆိုင်ပြီးပြိပခတွေကိုဖြည့်ရှင်းခဲ့ကြပြီမဲ့လက်ရှိမှာတော့စစ်ကောင်စီအနေနဲ့ပြည်တွင်းမှာရောပြည်ပမှာပါတိတိယောက်ယောက်လှုံ့ဆော်ပေးတာမရှိလို့အခက်တွေ့ကြရပါတယ်2025ခုနှစ်မေလ1ရက်နေ့အလုသမာနေ့အတွက်မိကုံးမှာတော့ စကောင်းတော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအလုသမားအဖွဲ့အစည်းတွေကိုလွတ်လပ်စွာအဖွဲ့အစည်းခွင့်ပေးထားတယ်လို့ပြောပေမဲ့လက်ရှိအလုသမားအဖွဲ့တွေရဲ့အခြေအနေကိုအလုသမားရေးဆောင်ရွက်နေသူတဦးကအခုလိုပြောပါတယ်ဟုတ်တယ်တမကကြီးဖွဲ့ခွင့်ပေးတယ်ဒါပေမဲ့ဖွဲ့ထားတဲ့တမကကြီးဟိုလောက်ကနေထုတ်တာနေရာကြီးပြောင်းရွှေ့တာအဲနောက်ဒီတစ်ခုကတခြားပုံမှန်တွေနဲ့တရားဆွဲဆိုတာနောက်ဆက်တွဲတွေကိုတာဝန်ယူပြီးရှိဟုတ်တယ်ဖွဲ့ခွင့်ပေးတယ်ဒါပေမဲ့ဖွဲ့လို့အလုပ်ဖြုတ်ရေးအဲအလုပ်သမားကိုလုပ်ငန်းဝင်တွေကိုပြန်ရောက်ဖို့အတွက်ကိုတာဝန်ယူပြီး လက်ရှိမှာတော့ပြည်တွင်းပြည်ပကမြန်မာအလုပ်သမားတွေကအလုပ်ကင်ခွင်လန်းရှားပါမှုလောအားကနှိပ်ပါမှုလုပ်ငန်းခွင်မလုံခြုံမှုနဲ့အစိုးရရဲ့အကာအကွယ်ကင်းမဲ့မှုတွေကိုကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဆရာနာသိမ်းပြီးနောက်မြန်မာနိုင်ငံဟာဆင်းရဲမွဲတေမှုအညွန့်ကိန်းကလည်းတိုးလာခဲ့ပြီး2025မှာလူဦးရေရဲ့90ရာခိုင်နှုန်းကျော်သွားနိုင်တယ်လို့ကုလသမဂ္ဂအဖွံ့အစည်း UNDP ကထုတ်ပြန်ထားပါတယ်။